ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလင့် YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ One No Knee နဲ့ကျွန်တော်တို့နှလုံးပေါင်းရှင်ပရိစရာလေးကိုကျွန်တော်တို့တစ်ဆက်တည်းပြန်လည်များပြသမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီ6ခွန်1နဲ့မှာလက်ရှိတည်ဆွေအတွက်ဒီတည်ဒီနှလုံးထဲပဲထည်တဲ့အတွက်ဝန်ပြပေးထားတယ်ပေါ့နော်ခွန်ရှင်နှစ်သုံးထဲကထည့်ရင်တလုံးမထည့်ရင်တလုံးမမထည့်ဘူးပေါ့နော်တလုံးထဲပဲထည့်ရမှာဖြစ်ပါတယ်ဆိုတော့အဲ့မှာ၈တိ၅ခု၈တလုံးထည့်တယ်ပေါ့နော် ဒီတိတိလျှောက်မှာတော့ကနန်းတလုံးမှာဒီလေးငါးကိုတုံများအထက်ကတလုံးမှာမထီတဲ့အတွက်ဒီမှာ no ပြပေးထားတယ်ဗောနော်ဒီလေးလုံးထဲကထီရင်တလုံးမထီရင် no ဗောနော်ဒီမှာ9ရှောက်ကိုတုံများ1ဒီမှာလေး3 1ဗောနော်လေးတလုံးထဲထီတယ်3တလုံးထီတယ်6တလုံးထီတယ်4တလုံးထီတယ်ဒီ6ရှောက်ခုမှာတလုံးမှာမထီတဲ့အတွက် no ဗောနော်ဒီမှာတုံညာ6 5 9 no ဗောနော်ဒီမှာ1ဒီမှာ no တလုံးမှာမထီဘူးဗောနော် ။ Okay ဆက်ခွန်ပြီးတော့ဒီမှာ78 78မှာလဲကျွန်တော်ဒီမှာ6တလုံးထိတယ်ပေါ့နော်။ပြီးရင်ဒီဘက်မှာ9နှစ်တုံများ9ခွန်ဒီခွန်ခွန်9တုံညာခွန်တုံများတုံများဒီမှာတော့တုံများအပူဆိုပြီးမှကျွန်တော်အပူတော့ကျွန်တော်အာထည့်ရမှာဖြစ်ပါတယ်ပေါ့နော်။ဒီမှာလေခွန်နှလုံးအပါဖြစ်ပါတယ်သူတို့အဲ့အပူတွေတော့တတိထားရမှာဖြစ်တယ်ပေါ့နော်ပေလို့မရဘူးပေါ့နော်အဲ၃ခုခုမှတလုံးမှမထီဘူး၈ခုလေးမှလည်းတလုံးမှမထီဘူး၅၆တုံးမှ ရှောက်ရှိခွန်နိနေခွန်3ရှိရှိ33များကို39နှစ်39နှစ်မှာတို့နေလေးရှောက်မှာ1 3နှစ်လေးမှာ1ရှင်း9နှစ်မှာ1ပေါ့နော်ရှေ့ရှောက်9မှာ1 3 9ရှောက်မှာလေ1ရှောက်လေးရှောက်မှာတို့9ခွန်ရှိမှာ1ဒီ9တုံများ5မှာဆိုရင်ကျွန်တော်တို့9ခွန်ရှိပြီးတော့6 9 6ဆိုတဲ့အတွက်ကြောင့်မို့အဲဒီမှာလည်းကျွန်တော်တို့1ဖြစ်မယ်ပေါ့နော်9တလုံးပါတဲ့အတွက်ကြောင့်မို့အဲ1ဖြစ်ပါတယ်ခင်ဗျာ ။ Okay နောက်ထပ်ကျွန်တော်ဒီ9864လေးဆိုတာလေးကလည်းကျွန်တော်ဝန်နိုနီးဖြစ်ပါတယ်ပေါ့နော်။ကိုယ်တုံညာလေငါ၆၉၆ဆိုတဲ့အတွက်ဒီမှာကိုးတလုံးပါတယ်ပေါ့နော်။ Okay ဒါဆိုရင်ဒီနေ့အဆက်ကိုကျွန်တော်တို့ဒီ20ချိန်အတွက်ထပ်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်။နံပါတ်30နဲ့7ချိန်ထိရှိသွားပြီဖြစ်ပါတယ်။ Okay ဒီမှာလေးစာအုပ်ကလေးမစံတော့ဘူးနံပါတ်39ကိုဒီမှာပဲပြလိုက်တော့မှာပေါ့နော်။ နံပါတ်39ကိုဒီမှာပဲပြပြလိုက်တော့မယ်။ Okay ဒါဆိုရင်ဒီနေ့နီးကိုကျွန်တော်အတူတူထပ်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်။ Okay ဒီနေ့နီးလေးကဒီအနီစာမယ်ပေါ့နော်။ဒီ998ကနေဒီ698တပင်ကိုထပ်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်။ ဒီခုနှစ်မှာနှစ်ကြိမ်ဖြစ်ပါတယ်ရှစ်ကို3ကြိမ်မြောင်းမယ်ပေါ့နော်ဒီခုနှစ်မှာတစ်ကြိမ်ဒီ3မှာတစ်ကြိမ်ပြီးရင်ဒီ9မှာတစ်ကြိမ်ဒီ3ကိုကြတော့၄နဲ့မြောင်းပြီးတော့နှစ်မှာတစ်ကြိမ်ဒီ6မှာတစ်ကြိမ်6မှာနဲ့3မြောင်းမှာနှစ်ကြိမ်ပေါင်းပြီးတော့နောက်ထပ်6နဲ့ထပ်ပေါင်းတော့မှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီတော့ခုနှစ်ကြိမ်ပေါင်းရှင်ဒီ14ရာတဲ့ပေါ့နော်၈3ကြိမ်လေး20နဲ့၄ကို၄ပဲရည်မယ်ဒီခုနှစ်3နဲ့ပေါင်းရှင်က30ဖြစ်ပါတယ်ခင်ဗျာ၃လေးဒီ7နှစ်နေတဲ့ဒီ9နဲ့ပေါင်းရှင်ကခုဖြစ်ပါတယ်နောက်ထပ်နှစ် ဒီရှောင်းနဲ့ရှောင်းနဲ့ပေါင်းတာလေနှစ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီကနန်းအလုံးထပ်ပေါင်းမယ်ပေါ့နော်၄နဲ့၄ပေါင်းတာ၈နှစ်နဲ့ပေါင်းရင်၁၀ဒီခွန်ရဒီနှစ်ရပေါင်းရှင်း900ဒီပေါ့နော်9 30တုံညကို၄နဲ့ပေါင်းရှင်းဒီ၄5 9တုံည45ထဲကထည့်ရင်တလုံးပေါ့နော်အဲ့မှာ9တလုံးထည့်တာဖြစ်ပါတယ်အဲဒါကြောင့်မို့ပြီးခရစ်တော်မှာ9တုံည45မှာရှောက်ကိုရှောက်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဖေဒါဆွေးဒီနေ့အတိုင်းပဲ20ကျဲအတွက်ပေါ့နော်ကျွန်တော်ဒီဘဝမူတည်ပြီးတော့ ဒီ30ကြိမ်အတွက်ဆိုရင်တော့ဒီ9ကြိမ်ပေါက်မယ်ရှောက်ကို3ကြိမ်အဲဒီ10မှာ3ကြိမ်ဒီ9မှာ3ကြိမ်ပေါ့နော်9မှာ3ကြိမ်3ကို4နဲ့မြောက်မယ်ဒီ6မှာ3ကြိမ်4မှာ3ကြိမ်9မှာ3ကြိမ်အပေါင်း60ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်9ကြိမ်ပေါက်တာက78ရမယ်ပေါ့နော်63ကြိမ်ကလည်း78ဒီ10နဲ့ဒီ9နဲ့ပေါင်းရှင်းက6 4 3 3 4 7 4 9ပေါင်းရှင်းဒီ9ဒီ7နဲ့ဒီ4နဲ့ပေါင်းတာက7 ရှင်းနဲ့၄ပေါင်းတာဆက်နေပါတော့ခုနကကျင်း၁၄ရှောင်းနဲ့ပေါင်းရင်23ညပဲရှိမှာဖြစ်ပါတယ်။ဟာဆိုရင်ကျွန်တော်တို့ဒီရှင်းနဲ့ဒီနေနဲ့ပေါင်းရင်30ရတယ်ပေါ့နော်။ရှင်းနဲ့ရှောင်းပေါင်း၁၄၄နဲ့ခုပေါင်း73ဆိုတဲ့အတွက်တင်းနှစ်ကိုဒီ၄နဲ့ပေါင်းတော့6ခုနီးအရာတင်းနှစ်6ခုထဲက1ဖြစ်ပါတယ်ပေါ့နော်။တင်းနှစ်6ခုဆိုပြီးဖြစ်ပါတယ်။ အဲဆိုရင်ကျွန်တော်ဒီမှာ10နဲ့6ခွန်ဆိုပြီးတော့ရမယ်ပေါ့နော်20ချိန်အတွက်ဒီမှာ38ပြီးတော့ဒီမှာ39ပေါ့နော်10နဲ့6ခွန်ဆိုပြီးဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်ဒီအသွဲလေးတွေပါရင်ပေးမယ်ပေါ့နော်10နဲ့6ခွန်တွဲနေရင်ပေးရမှာဖြစ်ပါတယ်အဲဒီကဏ္ဍလေးလုံးကိုကျွန်တော်တွဲလိုက်တဲ့အချိန်မှာပေါ့နော်ဒီဟာလေးတွေရတာဖြစ်ပါတယ်ဒီကဏ္ဍတွေပေါ့နော်ခွန်8ခွန်နဲ့ခွန်3 8 3နဲ့တောင်ဒီကဏ္ဍ6တွဲအသွဲ6တွဲကိုပေးတာခွန်ခွန်9ပေါ့နော် အဲမှာ9003008963689နိနိခွန်3883များကို3ငါနေတောက်လျှောက်ပါနော်ဒီမှာ9069ခွန်လျှောက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ဘက်မှာ90သွဲပေတယ်94သွဲပေတယ်95သွဲပါပါရင်ပေတယ်ပေါ့နော်3များ4သွဲပေတယ်3များ5သွဲ5သွဲကိုပေတာဆိုရင်696ဆိုတဲ့အတွက် OK တယ်ပေါ့နော်ဒီမှာ69အတွဲမပါရဘူးပေါ့နော်โอเคဒါဆိုရင်နံပါတ်39 နံပါတ်30နဲ့ကိုဒီမှာလည်းမရှိတော့ဘူးဆိုတော့ကျွန်တော်ဒီမှာထပ်ပြည့်မယ်ပေါ့နော်နံပါတ်30နဲ့ကိုမှာကြတော့1နှစ်6ခွန်ဆိုတဲ့အတွက်ကြောင့်မို့အာ1နှစ်16တစ်ခွန်ပေါ့နော်တင်နေတဲ့ချောက်တဲ့ခွန်နေချောက်နေခွန်6ခွန်တည်တွဲပေးမယ်ပေါ့နော်3ခုတွဲပါရင်ပေးရမယ်ပေါ့နော်ဟာ sorry နံပါတ်39ဘောနော်ဒါဆိုရင်တင်းနှစ်တွဲတလျှောက်တွဲတခွန်တွဲနှစ်လျှောက်တွဲနှစ်ခွန်တွဲ၆ခွန်တွဲဒီတွဲပါရင်ကျွန်တော်ပေးရမှာဖြစ်ပါတယ်ခင်ဗျာโอเคဒါကတော့ကျွန်တော်တင်ချာနေ့အရာပေါ့နော်ဆက်ပြီးတော့လဲโอเคသွားနိုင်တယ်လို့ပြက်လဲပြက်တတ်တဲ့အတွက်ကြောင့်မို့ရှင်းရှင်းရမှာဖြစ်ပါတယ်ခင်ဗျာဟာက6934ဆိုတာလေးလည်းရှိသေးတယ်ပေါ့နော်6934ဒါလေးတွေလည်းရှိသေးတယ်ပေါ့နော်6934ဒီဟာလေးတွေလည်းနောက်ထပ်နေ့အရာကျွန်တော် ရှစ်ကိုတွဲတော့ရှစ်ကိုရှစ်သုံးတွဲတော့ရှစ်ကိုလေးတွဲလို့ဒါလေးတွေပေးရမှာဖြစ်ပါတယ်ခင်ဗျာရှစ်ကိုသုံးလေးဆိုပြီးတော့နောက်ထပ်နည်းတစ်ခုရှိသေးတယ်ဗောနော်နေစာကနေတော့အခုလောလောဆယ်ပြန်ပြင်မရှိသေးဘူးဒီနတ်နစဲကျမှာတုံးရှင်တယ်ဆိုရင်တော့6934ရှိတယ်ပေါ့နော်6934ထက်က10ဆိုတာလေးလည်းရှိသေးတယ်ပေါ့နော်ဒီမှာတော့တင်းနေချောက်ခွန်ဒီ6934ဆိုတာလေးလည်းရှိသေးတယ်ခင်ဗျာ โอเคကျွန်တော်နောက်ထပ်ဘဲတိုတယ်နှလုံးပေါင်းရှင်ပရိစ္ဆရာလေးကိုဆက်ကြည့်ရအောင်เนาะဒီမှာ983ကကျွန်တော်ဤ3မျိုးပါเนาะအဲ့မှာ983ဆိုတဲ့အတွက်69နှလုံးပေါင်းရှင်အတန်ဖြားတယ်ပေါ့เนาะအဲ့မှာတော့ခွန်ခွန်ခွန်ဆိုပြီးဖြစ်ပါတယ်အာကျွန်တော်တို့17ချိန်တုန်းကဟာဖြစ်ပါတယ်ပေါ့เนาะโอเค19ချိန်အတွက်ဆက်ကြည့်အောင်ပေါ့เนาะโอเคဒါလေးက19ချိန်ကဟာဖြစ်ပါတယ်ပေါ့เนาะ696 696အာဆိုရင်ဒီမှာနှလုံးပေါင်း69ပေါင်းရှင်ဒီ15 ပြီးရင်6နှစ်6ပေါင်းရှင်ဒီ7နှစ်ဆိုတော့9နှစ်ပေါင်းရှင်အတန်ကြာတယ်ပေါ့နော်9နှစ်နှလုံးပေါင်းရှင်အတန်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီမှာဒီတင်းနှစ်6ခုဖြစ်ရမယ်လို့ကျွန်တော်ပြောထားတယ်ပေါ့နော်ကျွန်တော်ဒီအကွက်ချုပ်တဲ့ချိန်မှာထပ်ပြောတယ်ပေါ့နော်တင်းနှစ်6ခုဖြစ်ရမယ်ဆိုပြီးတော့ပေါ့နော်အဲ့မှာနှစ်ဖြစ်ပါတယ်တုံညာနှစ်ထက်ကဒါကနဲ့နှလုံးပဲရှိတယ်ဆိုပေမဲ့ okay နေဆေးပဲဖြစ်ပါတယ်ပေါ့နော်တုံညာနှစ်ထက်ကနှစ်ပေါ့နော်6နဲ့6နဲ့ပေါင်းရှင်းဒီနှစ် သုံးရှိတုံများတစ်ခုဆိုတာလေးကပြတ်သွားခဲ့တယ်ဗောနော်သုံးရှိတုံများတစ်ခုအပူဆိုတဲ့အတွက်ပြတ်တဲ့ရှစ်တုံများနှစ်ချောင်းမှာကျွန်တော်ငါဒီပေါင်းရှင်းတန်ငါနေဆိုတဲ့အတွက်နေတလုံးပါတယ်ဗောနော်နေတလုံးပါတယ်ပြီးတော့နောက်ထပ်တနည်းအရာနေငါ၆ခွန်ဆိုတာလေးရှိတယ်ဗောနော်နေငါ၆ခွန်ကလည်းပင်ရှိပင်ရှိဥမသူကပြတ်ပြင်တော့ရှိတယ်ဗောနော်ဆိုတော့အဲ့မှာနေငါ၆ခွန်ထက်ကနေရန်၅ရယ်ဆိုပြီးတော့အဲဒါလေးကိုကြည့်သွားခဲ့တယ်ဗောနော်ဒါကကျွန်တော်ကစားကွယ်ပြန်ကျင့်တဲ့အချိန်မှာဒါလေးအသုံးဝင်တယ်ဗောနော် ဆိုတော့ကျွန်တော်ဒီ20ကျိန်းအတွက်ဒီ1.69အဆက်ကိုဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်။ Okay ဒါလေးကတော့ကျွန်တော်နှလုံးပေါင်းရှင်း break ပေါ့နော်။နှလုံးပေါင်းရှင်းအတန်ဖြစ်ပါတယ်။ဒီ2020နဲ့3ကနေပေါ့နော်ကျွန်တော်ဒါလေးကအကြာပြီးဖြစ်ပါတယ်။အဲဒီမှာ393မှာဆိုရင်3ညနဲ့3ပေါင်းရှင်း3ပရိတ်ပေါ့နော်3အတန်ဖြစ်ပါတယ်196မှာ9နဲ့6ပေါင်း15တင်း9တေ9 4တေ3မှာဆိုရင်9နဲ့3ပေါင်းရှင်း6 4တေ3မှာ3တေပေါင်း2အတိ4တေခွန်မှာ4နဲ့3ပေါင်း 69နှစ်မှာ69ပေါင်းရှင်းသည်71နှစ်နေပေါင်းခွန်ဆိုပြီးတော့ဗောနော်အဲ့ဒီကနေစတာဖြစ်ပါတယ်တူဒီအပူးဆိုရင်တော့ပြတ်တက်တယ်ဗောနော် အပူးဆိုရင်တော့ကျွန်တော်အပူးကိုထက်ထဲထားရမှာဖြစ်တယ်ဗောနော်ပေါင်းရှင်းတယ်မကင်ကြီးပြီမဲ့အပူးဆိုရင်တော့ထဲထားရမှာဖြစ်ပါတယ်โอเคဒီမှာအပူးနှစ်ခွန်နှစ်မှာတကြိမ်ပြတ်တယ်ပြီးရင်နှစ်ချစ်နှစ်တုံများနှစ်လေးလေးချောင်းအပူးဆိုရင်တော့ပြတ်တက်တယ်ဗောနော်အဲပြီးတော့အပူးဆိုပြီးမဲ့လေကုကုတုံညာတော့ဒီခွန်9ခွန်တော့9လေးလေးတော့မှာလေโอเคတယ်ဗောနော် ပြီးတော့ကျွာ99ဒီ2020နဲ့5ပေါ့နော် sorry 2024 99မှာဒီမှာပြတ်တယ်ပြီးရင်6နှစ်6မှာအခုဆိုတဲ့အတွက် ပေါင်းရှင်းတန်ပြတ်တယ်ပေါ့နော်အဲ okay ပြီးတော့ဒီမှာတစ်တစ်6တော့ဒီဟာဒီကြတော့အခုမဟုတ်အခုဆိုပြီးမှမပြတ်ဘူးပေါ့နော်အဲပြီးတော့ဒီတော့ဒီမှာ336မှာလည်းပြတ်တယ်ပြီးတော့ဒီ336ညစာပြီးတော့တောက်6 okay တယ်ပေါ့နော်ဒီမှာတစ်ချိန်ပြတ်ရှိတယ်ဘာလဲဆိုတော့ဒီတစ်နှစ်69 ဲ့မှာရှောက်ရှိခွန်ဟာအပူးမဟုတ်ပေမဲ့တစ်ကြိမ်ပြတ်သွားခေဖူးတယ်ပေါ့နော်နံပါတ်56မှာဖြစ်ပါတယ်အဲ့မှာပြတ်ပြီးတော့ကျွန်တော်ခဲတန်နဲ့ပဲပြပြီးတော့တယ်ပေါ့နော်ဒီမှာခဲတန်နဲ့ထပ်ပြတ်သားတာဆိုရင်နင်းနေခွန်အပူးဆိုပေမဲ့ OK တယ်အောင်ရှိရှိအပူချပေမဲ့ okay တယ်ပေါ့နော်၃၃များကို၃၅နှစ်၃၉နှစ်၄၆၃နှစ်၄၅နှစ်၈၆က okay နေဆဲပေါ့နော်ပြီးတော့အာ၃၅၆မှာလည်း okay တယ်၆၄၆မှာလည်းအပူချပေမဲ့ okay တယ်၉ခွန်ချင်းမှာလည်း ကျွန်တော်ကိုယ်နဲ့ရှင်းပေါင်းရှင်းဆက်ခွန်ခုခွန်ရှင်းပြီးတော့69 69เนาะ69 6မှာလည်းဒီကော့ဒီ6နဲ့6ပေါင်းရှင်းဒီဆက်နစ်စပြီးဖြစ်ပါတယ်ဗောနော်ဆိုတော့ဒီခွန်ခွန်၈၄3ဆိုတဲ့အတွက်ကြောင့်ဗောဒီဟာဗောနော်ဒီမှာဒီခွန်ခွန်၈၄3ကိုပေါင်းထားတာဖြစ်ပါတယ်ဆိုတော့ဒီတစ်ပတ်မှာ67ရယ်9955ရယ်ဗောနော်6 3 9 9တို့ဒီပြီးတော့ကျွန်တော်ဒီမှာเนาะ6 3 9 9 ဲ့လောက်မူတည်ပြီးတော့20ကြိမ်အတွက်ထိုက်ကြည့်ကြအောင်ပါနော်ဒီတင့်နဲ့ခွန်နဲ့လေးပေါင်း7တင့်နဲ့လေးပေါင်း7ဆိုတဲ့အတွက်ဒီတင့်နဲ့ဒီ9နဲ့ပေါင်းရှင်း6ရမယ်ပါနော်6ကိုတင့်ပေါင်းရှင်းခွန်ခွန်ကို4နဲ့ပေါင်းရှင်းက7တင့်ကို3ပေါင်းသိ6ခွန်တလေးကနန်းနှလုံးပေါင်းရှင်း upgrade ပြရမယ်ပါနော်အအဘူးဆိုရင်တော့6ခွန်တလေးမဟုတ်ရင်လည်းကျွန်တော်ယူတော့ရမှာပေါ့နော်6ခွန်တလေးဒီ6ခွန်တလေးရဒီမှာလည်းဖြစ်ပါရရဘူးတယ်ပေါ့နော်6ခွန်တလေး 6ခွန်တက်လေးဒီမှာလည်း6ခွန်တက်လေးโอเคဒါဆိုရင်နှလုံးပေါင်းရှင်ပြိပဲတူတယ်ပေါ့နော်โอเคကျွန်တော်20ချိန်ပေါ့နော်အစဲနစဲချိန်မှာနှလုံးပေါင်းရှင်ပြိပေါ့နော်ကျွန်တော်တို့ P A I R T O T A N ဒီလိုလေးခြားထားတာပေါ့နော်โอเคဒါဆိုရင်နှလုံးပေါင်းရှင်အတန်အနေနဲ့ ကျွန်တော်တို့6013လေးဖြစ်ရမယ်ပေါ့နော်6013လေးနှလုံးပေါင်းရှင်းပရိတ်ဖြစ်ပါတယ်ဒါနီးနံပါတ်1ပေါ့နော်6013လေးနှလုံးပေါင်းကြည့်ရင်6တော့မဟုတ်9မဟုတ်1တော့မဟုတ်4ဖြစ်ရမယ်ပေါ့နော်နောက်ထပ်နီးနံပါတ်2ကိုဆက်ကြည့်အောင်လားခင်ဗျာနီးနံပါတ်2ကတော့ကျွန်တော်ကနေနှလုံးထည့်ပေးရှိတယ်ပေါ့နော်โอเคဒါလေးကတော့ကျွန်တော်နှလုံးပေါင်းရှင်းပရိတ်ဖြစ်ပါတယ်ဗောနော်ကနန်းပရိတ်ကနှလုံးထဲပဲရှိတယ်ဗောနော်ဒီ လဲတလီလဲလဲနဲ့ကိုပေါင်းရှင်း73 3နဲ့5ပေါင်းရှင်းရှေ့ကိုနှစ်ပေါင်း38တုံးနဲ့နှလုံးပေါင်းရှင်းပြိမ်ပါ963ဆိုတဲ့အတွက်ဒီ9နဲ့ဒီ3နဲ့နှလုံးပေါင်းတာရှင်းဖြစ်ပါတယ်ခေါ့နော်တန်တော့ထပ်တစ်ပြင်မှာလဲဒီ9လေး120ဒီ6နဲ့5ပေါင်းတာက71တက်ကိုနင်းနဲ့ထပ်ပေါင်းတာ3 3ပေါ့နော်အဲ့ဒီပြိမ်နှလုံးမှာဆိုရင်68ခွန်ဆိုတဲ့အတွက်ကျွန်တော်ဒီနှလုံးပေါင်းမယ်ပေါ့နော်6နဲ့ခွန်ပေါင်းရှင်း73ဖြစ်ပါတယ် အဲ့ဒီနေ့တည်းမဲ့ဒီနေ့ခွန်မှာနေနဲ့ခွန်ပေါင်းကို38ပေါင်းနာက73 3တုံညာကိုမှာတော့တုံညာနဲ့ကိုပေါင်းကို39နှစ်မှာဒီ3နဲ့3နှစ်ပေါင်းရှင်တင်က9ရက်2ရက်ပေါင်းခွန်ဆိုပြီးတော့နှလုံးပေါင်းရှင်ပြိနှစ်ခုပေါ့နော်39နှစ်မှာလည်း39ပေါင်းနာ7နှစ်နေလေးရှာမှာနေနဲ့၄ပေါင်း6 39နှစ်ပေါင်းက34ပေါင်းခွန်ဆိုပြီးတော့ပေါင်းရှင်ပြိနှစ်ခုပေါ့နော်85ပေါင်းနာ73 86ပေါင်း74 35ပေါင်းရှင်36ပေါင်း9ပေါ့နော်64ပေါင်းရှင်30 ရှောင်းနဲ့ရှောင်းပေါင်းနေဆိုပြီးတော့ပေါင်းရှင်ပလိတ်ဒီမှာနှစ်ခုပေါ့နော်ကိုးခွန်ရှင်မှာကိုးနဲ့ချစ်ပေါင်းဆက်ခွန်ဒီသုံးမျိုးနဲ့မှာကိုးခွန်ရှင်ပြီးတော့6ကို6ဆိုတဲ့အတွက်ကျွန်တော်ရှောင်းနဲ့ရှောင်းပေါင်းရှင်ကနေပလိတ်ဖြစ်ပါတယ်ပေါ့နော်ရှောင်းနဲ့ရှောင်းပေါင်းရှင်ဒီရှောင်းနဲ့ရှောင်းပေါင်းရှင်ဒီနေအတန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာသုံးမျိုးနဲ့ထက်က6ရဲ့6ရဲ့ပေါင်းရှင်ဒီနေပေါ့နော်ဒါဆိုရင်ဒီ19ကျိန်20ကျိန်မှာကျတော့သုံးမျိုး59ဖြစ်ပါတယ် တောညာ59696ဆိုပြီးရတယ်ပေါ့နော်ကျွန်တော်တင်တော့ဒီငါ့ကိုလေးနေမြောင်မှာဖြစ်ပါတယ်ဒီကိုမှာတစ်ချိန်ပေါ့နော်ပြီးရင်ငါးနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဆိုရင်ငါးလေးတွေက20တုံညာပေါ့နော်ကိုနဲ့ငါးပေါင်းရှင်းက14ရာတာဖြစ်ပါတယ်ဒါကြောင့်မို့လေးကိုနေနဲ့ထပ်ပေါင်းတာပေါင်းချင်း6ဆိုတဲ့အတွက်နှလုံးပေါင်းရှင်း၄ချက်ဒီမှာလေး၄ချက်ဆိုပြီးရတယ်ပေါ့နော်ဆိုရင်နှလုံးပေါင်းတာက၄ချက်ဖြစ်ပါတယ် လေ6ဒါဆိုရင်ဒီမှာလေ6လေးပါပြီးသားဒီမှာလေနေ6ပါတယ်ဗောနော်โอเคအားကောင်းတယ်ဗောနော်โอเคနောက်ထပ်နည်းတစ်ခုကကြတော့ကျွန်တော်နေလေ6တုံညာဆိုပြီးဖြစ်ပါတယ်ဗောနော်โอเคနောက်ထပ်ကျွန်တော်နေ5 6ခုနည်းအဆက်ကကြတော့ကျွန်တော်လေခုန်၈6ဆိုပြီးဖြစ်ပါတယ်ဒါကျွန်တော်မြင်ပြီးတော့ကြိုက်တဲ့ဟာကိုပဲရွေးချယ်လို့ရတယ်ဗောနော် သင်ခွင့်အနေနဲ့အကုန်လုံးညီမယ်ဆိုရင်လည်းအဆင်ပြေတယ်ပေါ့နော်ဒီမှာဆိုရင်6တလုံးက3ချိန်ပါတယ်4တလုံးက4ချိန်4တလုံးကလည်းကျွန်တော်ဒီမှာ3နဲ့3 4မျိုးစလုံးမှာပါတယ်ပေါ့နော်6ကတော့3ချိန်ပါတာဖြစ်ပါတယ်โอเคကျွန်တော်ဒါလေးကတော့ကျွန်တော်အဲ3လို့တဲ့မိုက်ဆွေများအတွက်ပေါ့နော်အဝန်တို့ကကြတော့ကျွန်တော်ခုနက3 4 6 9ဝန်အုပ်လို့ဖြစ်ပါတယ်ပေါ့နော် တင်းနေ6ခွန်ဝန်အောင်လို့ဖြစ်ပါရခင်ဗျာနှလုံးပေါင်းရှင်ပရိတ်က6ခွန်တင်းလေး၄6 2 6 3ည၄ခွန်8ခုဆိုတော့ကျွန်တော်ဒီနှလုံးပေါင်းရှင်၄6မိုင်းဖြစ်သွားမယ်ပေါ့နော်ဒီမှာ၄၆ပါတယ်ဒီမှာလည်း၆လေးပါတဲ့အတွက်ဒီနှလုံးပေါင်းရှင်ပရိနှစ်ခုအနေနဲ့၄နဲ့၆နဲ့ပူပြီးအသာတော့မှဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုစိတ်ကြမှာဆက်ချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒပြည့်စုံကြပါစေခင်ဗျာ